ရာဇတ်ဆိုတာဘာလဲဆိုရဲအတိတ်ပဲလေးနဲ့သင်ပြမှုလေးတွေကိုတီချဲရှေ့ကအသက်ရှူမဝလို့ဆိုရဲသင်ခန်းစာလေးထဲမှာ ရှင်းလင်းပြောပြပြီးဖြစ်တယ်နော်အခုသင်ကြားပေးမယ့်ပြဿတ်လေးကတော့မြတ်စွာဘုရားရှင်ရဲ့ရင့်မာတကြိတ်ဆိုရဲဇတ်ကြီးဆယ်ဘွဲ့တွေကတစ်ခုဖြစ်တဲ့မဟောတတာနွားတရားစီရင်ခဲ့မယ်ဖြစ်ပါတယ် ဒီပြဆက်လေးထဲမှာဆိုရင်တော့မြတ်စွာဘုရားဟာမဟောတရားအလောင်းတော်ငယ်စဉ်ကဉာဏ်ပညာကြီးပါဘုံ အမျော်မြင်ရှိပုံနဲ့ချက်မြတ်တော်စိတ်ကူးရှိပုံတို့ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အခုဒီချေရို့သင်ခန်းစာလေးကိုဖတ်ကြည့်ကြရအောင်နော်။မဟောတရားနွားတရားစီရင်ခံဒီအဲမှာပါဝင်တဲ့ဇက်ဆောင်တွေကတော့မဟောတရား ုနှစ်နှစ်သားဒုက္ခမင်းနန္ဒနဲ့တီဟမဟောဒတာရဲ့ဖွာဘတ်တော်များတရလိုနွားရှင်တရခန်နွားခိုအချားဖွာဖတ်တော်များနဲ့ရွာသူရွာသားများနောက်ခံဝင်းကျင်အနေနဲ့ကတော့တရားယုံအဖြစ်အသုံးပြုသောဇယက်ကြီးပဲဖြစ်ပါတယ်။ကဲဒီချေရုပြဇက်လေးစတော့မယ်ဆိုတော့ကားလစ်ကလေးဖွင့်လိုက်ပါပြီ။ ဇညွန်းထဲမှာတော့နန္ဒဟာတပြည့်စည်းကိုကင်ပြီးတော့တီဟက ရေအိုးကိုထမ်းလျက်မဟောတရာကို အလဲမှာထားပြီးဇရက်ကြီးရဲ့တရားသဘင်ဝမှာရက်နေကြပါမယ်။ကဲကြက်ဆက်လေးစပါပြီနော်။မဟောတရာကအချင်းနန္ဒအမိုက်များကို ရှင်းပြီးပြီလား။နန္ဒကရှင်းပြီးပါပြီအရှင်သာ။မဟောတရာက အချင်းတီဟာရေအိုးများကို ဖြည့်ပြီးပြီလားတီဟဖြည့်ပြီးပါပြီအရှင်သာအဲ့ဒီချိန်မှာပဲမဟောဒရာကအပြင်ကအုတ်အုတ်ကြက်ကြက်အတန်တွေကို သူဟာ နားဆွေနဲ့အတွက်ကြားလိုက်ရတယ်ကွနားထောင်ကြစမ်းပါအောင်ဆိုပြီးတော့နားထောင်နေတဲ့ချိန်မှာပဲလူနဲ့ယောက်ဟာ နွားတကောင်ကိုလှုပ်ပြီးဇရက်ရှိကိုယောက်လာကြပါတယ်တည့်ရလိုက ငါနွားကိုအဘယ်ကြောင့်ခိုးရသနည်းပြန်ပေးပါတရခန့်ကရောဟေးယောက်ျားနေဘယ်ကလူလဲငါနွားကိုငါလိုရာတို့စောင်းနေအဘယ်ကြောင့်တခိုးဟုရိုးစွတ်သနည်းလို့ပြန်ပြီးပြောလိုက်ပါတယ်အဲ့ဒီခါမှာတော့မဟောတရာက အချင်းနန္ဒနဲ့တီဟာအငင်းခုံဖြစ်နေသူနှစ်ဦးကိုဤ တရားသဘင်တို့ခေါ်ဆောင်ယူခဲ့လောလို့ပြောလိုက်ပါတယ်။အဲဒီခါမှာပဲတရလိုနဲ့တရခန့်ဟာမဟောတရာရဲ့အရှိကို ရောက်လာပါတယ်ကွယ်။မဟောတရာကတင်တို့နှစ်ယောက်အဘေကြောင့်အငင်းခုံဖြစ်ကြသည်နီ။တရလိုက အရှင်သာကျွန်ုပ်သည်ဤနွားတရှင်ကိုမြောက်ဘက်ရွာလေတူကြီးသူရထံမှဝယ်ခဲ့၍အိမ်၌တညမျှသာတိတ်ရပါသည်သည်။ ယနေ့နနက်ထကပင်မြက်ကောင်းရ၌လွတ်ကြောင်းပြီးအရိတ်ကောင်းရမှာကျွန်ုပ်အိပ်ပျော်နေတဲ့အချိန်မှာပဲဤသူက ခိုးယူသွားပါတယ်။နိုးပြီးကြိလိုက်တဲ့အခါမှာခိုးယူသွားသူကိုမြင်တဲ့အတွက်လှင်စွာ လိုက်နိုင်သောကြောင့်သာဤခိုးသူကို ခိုးရပါပစ္စည်းနဲ့အတူလက်ပူးလက်ကျက်မိပါတယ်။ကျွန်ုပ်စကားကို အရှင်းသားမယုံပါလျှင်နွားရောင်လိုက်သူ သူရနှင့် အခြားရွာသားတပ်သေးများကိုစစ်မေးတော်မူပါလို့ပြောလိုက်ပါတယ်။အဲဒီခါမှာမဟောတရာကတရက်ခံကို အချင်းယောက်ျားတအူးကစကားကုံအောင်တပ်သေးနေတကွဆိုပြီးတင်ငါလေဟုတ်မှန်တိုင်းကိုဆိုလို့အဲဒီခါမှာပဲတရက်ခံကတော့အရှင်သာအချက်နှုတ်ခြံပေါ့ဤနွားတရှင်ကို ကျွန်ုပ်လိုရာအရက်တို့ဆောင်ယူသွားပါစဉ်ဤသူသည် အနိုင်အထက်မင်းမြတ်သိအောင်ကျွန်ုပ်ကိုနွားခိုးဟု ရိုးဆို၍အပြစ်ရှာခြင်းသာဖြစ်ပါသည်ဤသူဤနွားများမဟုတ်ပါ မဟုတ်တာကကောင်းပြီတင်တို့နှစ်ယောက်ငါကောက်ယူဆုံးဖြတ်သည်ကိုနှစ်သက်စွာလက်ခံကြမည်လို့မေးလိုက်တဲ့အခါမှာတရလိုနဲ့တရခံကပြိုင်းတူပဲ လက်ခံပါမည်အရှင်သာလို့ဖြေပါတယ်အဲ့ဒီတော့မဟုတ်တာကအတင်တို့အားစစ်မေးရန်ကြံရှိသေးသည်ဟုတ်မှန်တိုင်းပြောကြလို့ဆိုပြီးတော့တရက်ခံကို မေးလိုက်ပါတယ်အချင်းယောက်ျားဤနွားတရှင်ကိုတင့်ခြံပေါက်ဖြစ်သည်ဟုတင်ဆိုပြီးအဘဲအစာကိုတင်ကျွေးသည်နီလို့မေးလိုက်တယ်တရက်ခံကတော့အရှင်သာ နှမ်းဖက်နဲ့ပဲမော်ကိုသာကျွေး၍ရာကုကိုတိုက်ပါသည်လို့ဖြေလိုက်ပါတယ်။အဲ့ဒီခါမှာမဟောတရာကတရက်လိုကိုအချင်းယောက်ျားတင်ကကောအဘဲအစာကိုကျွေးသနီးလို့မေးလိုက်ပါတယ်။အဲ့ဒီခါမှာတရက်လိုကအကျွန်ုပ်ကလဲလုတ်သားဖြစ်၍အလွန်ဆင်းရဲပါသည်။အဘဲမှာနှမ်းဖက်နဲ့ပဲမော်ကိုကျွေးနိုင်ပါမည်နီး။ မျက်ကိုသာကျွေးရပါသည်လို့ဖြေလိုက်ပါတယ်အဲ့ဒီခါမှာမဟောဒရာကလာရောက်ပြီးနားထောင်တဲ့သူတွေကို အသင်တို့ဤလူနှစ်ယောက်စကားနှစ်ရက်ကိုမှတ်ကြပါလော့ပြောပြီးနန္ဒကို အချင်းနန္ဒဥယင်ထဲမှရှီရှားရွက်တို့ကိုခူးယူထောင်းထူ၍ရေနှစ်ဖြော်ကဤနွားတို့ကိုတိုက်လော့လို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာ နန္ဒကကောင်းပါပြီအရှင်သာလို့ဖြေပြီးတိုက်လိုက်ပါတယ်။ရှီရှားရွက်ရေကိုတောက်ပြီးနွားတို့ဝင်းသက်ကုန်တဲ့အခါမှာတော့မြက်ဖက်ပါတီကိုသာ တွေ့လိုက်ပါတယ်ကွယ်။မဟောတာကလည်းလာရောက်နားထောင်သူတွေကိုအသင်တို့ဤနွားချီကို ရှူကြကုန်တော့နှမ်းဖက်ပဲမော်တို့မပါမြက်ဖက်တာလျင်ပါတီကို တွေ့ကြပါရဲ့နော်။ တရက်ခန့်ကို အချင်းယောက်ျားတင့်နှုတ်ကက နွားခိုးမဟုတ်ဟုဆိုရဲတင့်နွားကကနွားခိုးဖြစ်သည်ဟု လူပုံအလဲတွင် အထင်အရှားပြရှိချေပြီတင့်နွားခိုးဟုတ်ဤလောမဟုတ်လောလို့မေးလိုက်ပါတယ်အဲ့ဒီခါမှာတရက်ခန့်ကအရှင်သာကျွန်ုပ်နွားခိုးဟုတ်ပါ၏လို့ဖြေလိုက်ပါတယ်မဟုတ်တာက အချင်းယောက်ျားအရှိမူယောခင်းရွာကြီး၌တသေးသားမဟောတရာဟာသူတပါးတို့ဤလျှို့ဝဲအပ်သော အမှုကိုညံအစွမ်းဖြင့်တည်မြင်တတ်ဟဟုသင်မကြားဘူးတလောမဟုတ်မှန်သော စကားကိုအဘယ်ကြောင့်ပြောသည်။ယနေ့မှစ၍ဤသို့သော အမှုကို ပြုကျင့်မီမကြံလင်နှင်းဟု ပြောလိုက်ကြပါရဲ့။တရခန့်က ကောင်းပါပြီအရှင်သာ မကြံတော့ပါလို့ဖြေလိုက်ပြီးတဲ့ခါမှာတော့နန္ဒတိဟစတဲ့မဟောဒရာရဲ့ဖွားဘက်တော်ကြီးဟာ မစင်ဖက်ကတတ်သေးခန်းနွားခိုးအမှန်သူ့ပဲသူ့ပဲဆိုပြီးတော့တန်ချက် ထိုးလိုက်ကြပါတယ်ကွယ်ကဲပြဆက်ကလေးကတော့ဂျာပါပဲကွယ်ကားလိပ်ကလေးကို ချလိုက်ပါတယ်နော်ကဲတားတို့သမီးတို့ရေ အခုဖတ်ခဲ့တဲ့မဟောတသာနွားတရားစီရင်ခံသင်ခန်းစာလေးကို20ရာစုနှောင်းပိုင်းမှာဆရာမင်းသူဝင်က ရေးခဲ့ခြင်းပဲဖြစ်ပါတယ်။မှတ်ချက်အနေနဲ့ကတော့ဒီပြဇက်ပါစကားအတုံးအနှုံးလေးတွေဟာရှေးခေတ်စကားအတုံးအနှုံးလေးတွေပဲဖြစ်ပါတယ်ကွယ်။အခုသင်ခန်းစာလေးကိုဖတ်ကြည့်ပြီးပြီဆိုတော့ခက်စစ်အတိတ်ပဲလေးကိုဖတ်ကြည့်ကြရအောင်နော်။တရက်ခဲ့ တရားဆွဲခံရသူလွဲမှားသော ကိစ္စတစ်ခုခုအတွက်တာဝန်ရှိသည်ဟုစွပ်စွဲခံရသူတရားလို အမှန်တရားကို လိုလားသူတရားသဘင်အမှုအခင်းကိုမှန်ကန်မျှတအောင် ဆုံးဖြတ်ပေးသည့်နေရာတရှင်ခိုင်းနွားကျွဲနွားအစုံကို ရေတွက်ရာတွင်သုံးသောစကားနှမ်းဖက် နှမ်းကိုစီကျိရာမှကြံရစ်တော့အဖက်ပဲမော်ပဲစိအခွန်နှင့်ပဲရွက်ကျွေအမှုံများကျွဲနွားစသည်ကျွေရပါ၏ဖွားဖက်တော်တစုံတဦးနှင့်တစ်ချိန်တည်းဖွားမြင်သူရာခုစံပြုတ်စံတစား၌ရေ၆စထဲကစံလုံးကွဲယုံကြိုထားသောတောက်ဖွဲရိုးစွတ် စွတ်ဆွဲသည်ဒုက္ခမိန်တိမ်မွေ့ထမြက်သောအတိအမြင်ရှိသူပညာရှိ ရှိရှာအတိသိငယ်သောဇီးဖြူပင်အုံအုံကြက်ကြက်ဆွဆူညံ့ညံ့ကြက်ကြဲလောင်လောင်ဒီသင်္ကန်းစာလေးရဲ့အဓိက အချက်ကလေးတွေကတော့နွားများကိုမျက်ရိပ်၍ကြွေးတကယ်သို့တတ်နိုင်သူများကနှမ်းဖက်နှင့်ပဲမော်ကို ကျွေးကြသည်ရှီရှားရွက်ကိုထောင်းထုရေဖြော်၍နွားကိုတိုက်လျင်ဝင်းသွားသည်မဟောဒနာသည်အသက်ငယ်တော်လေဉာဏ်ပညာကြီးမားသဖြင့်ခိုးသူနှင့်ပိုင်ရှင်ကို ခွဲခြားဆုံးဖြတ်နိုင်ခဲ့သည် ထိုအချက်များကို ပြဇက်ကရွေဖော်ပြနိုင်သည် ပြဇက်ကြည့်၍သိနိုင်သည်ဒါဆိုအခုသင်ခန်းစာလေးကိုဒီမာရင် နားပါမယ် 那啥对劲吗？别对家门喏。